ုကျူကိုကျူသူမြတ်တာကိုမြတ်တာဆိုတဲ့တရားဒေသနာဖြစ်ပါတယ်ဒေါကကြီးစီပင်ဟွာပြောตายာစီကိုလူမှုဆက်ဆံရေးဆိုတဲ့ຢာတွေရှိတဲ့နေရာမှာပရမဟုဆုံးမိသားစုတစုအတွင်းမှာအဖေရဲ့အမေရဲ့သားသမီးတွေရဲ့ဒါပဲရှိတယ် ဒီလိုဆိုတော့ဒီမိသားစုတစုစီပင်ဝါပြောတာရနေပါမှအေးချမ်းပျော်ရွှင်နေပါမှအောင်မြင်တဲ့မိသားစုလို့ပြောလို့ရတယ်အဲ့တော့လောကကြီးတစ်ခုလုံးရဲ့အကျိုးကိုဆောင်ရွက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီမိသားစုတစုအကျိုးရှိစေဖို့အတွက်အရင်စူးစမ်းကြည့်ရတယ် ဒီနေ့အတိုင်းပဲကြိုးစားတာအမှန်ဆုံးတရားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့မိသားစုထဲမှာသဘောထားချင်းကွဲလွဲတာတွေကိုယ့်အကျိုးသာကိုယ်ကြည့်နေတာတွေတပါသူရဲ့ခံစားချက်ကို နားမလည်ပြတာတွေစတဲ့ဒီလိုတတိမမူမီပဲနဲ့မှားတဲ့အမှားတွေလည်းများစွာရှိနေတဲ့အတွက်ကြောင့်မလို့ လောကကြီးကောင်းကျိုးကိုဆောင်ရွက်ခြင်းပြီဆိုမိသားစုအတွင်ကအဲ့ဒီအတွင်တိုက်ပွဲလေးကိုအောင်းအောင်အရင်တိုက်ကြရတယ်ဒါပေမဲ့ဒါကရေပုံရစကားအနေနဲ့ဒါပြောရတာတချို့ကမိသားစုအတွင်မှာမအောင်မြင်ဘူးပြင်ပမှာအောင်မြင်တယ်တချို့ကမိသားစုအတွင်မှာအောင်မြင်တယ်ပြင်ပမှာမအောင်မြင်ဘူး အဲဒီလိုမျိုးလေးတွေရှိတာကလည်းကာယကံရှင်ရဲ့အာနေချက်ကြောင့်လည်းဖြစ်နိုင်တယ်လို့သူနဲ့ပတ်သက်ရတဲ့သူတွေရဲ့မတိတချင်းနားမလဲခြင်းဆိုတဲ့အပိုင်းတွေကလည်းရှိနေပြန်သေးတယ်သို့တော့တရားဒေသနာနေအားဖြင့်ရေပုံရအားဖြင့်သာဟောရတာဖြစ်တဲ့အတွက်ကြောင့်ရေပုံရအားဖြင့်လည်းမှန်ကန်နေတယ်မိသားစုအတွင်းမှာ ဒီစစ်ပွဲကိုအောင်သွားပြီဆိုရင်ပြင်ပမှာလည်းပဲဒီနေ့အတိုင်းကျင့်သုံးမယ်ဆိုရင် အောင်မြင်သွားတယ်။ခွင့်ချက်တစ်ခုကမိသားစုကိုအတွင်းမှာကြတော့မအောင်မြင်လို့မရဘူး။အကောင့်ထဲမပေါ်လို့မဖြစ်ဘူး။ဒါကြောင့်မလို့ကိုမိသားစုရဲ့အကျိုးဆိုတာကတကယ်ထင်ရှားနေတယ်။ကိုယ်ကလည်းတကယ်ဖြစ်ချင်တယ်။ဘာကြောင့်လဲဆိုတော့ ကိုမိသားစုရဲ့အကျိုးဖြစ်နေတဲ့အတွက်ရှောင်လွဲလို့ရသလားဆိုတော့ရှောင်လွဲလို့မရအဖြစ်မနေကိုအကောင့်ထဲဖော်ရမယ်အကောင့်ထဲပေါ်မလာဘူးအောင်မြင်မလာဘူးဆိုရင်ထိခိုက်တော့ကိုပါရောပြီးတော့ထိခိုက်ရတာဖြစ်တဲ့အတွက်ကြောင့်စ조사ရတယ်အဲ့ဒီလိုမဖြစ်မနေလုံးမှဖြစ်မယ်ဆိုတဲ့စိတ်မျိုးနဲ့ကိုယ်ပဝင်းကျင်ပါလေဒီစိတ်ထားနဲ့ပဲသူတို့တွေမသားရရင် ကိုကိုလည်းထိခိုက်မယ်သူတို့တွေမအေးချမ်းရင်ကိုကိုလည်းထိခိုက်မယ်ဆိုတဲ့အဲ့ဒီမဖြစ်မနေဆန္ဒမဖြစ်မနေဆိုသောစိတ်ထားနဲ့ကြိုးစားရတာမိသားစုအပေါ်မှာတော့တွေ့တာမှုနဲ့တန်ရောစင်နဲ့ရှောင်လွဲလို့မရဘူးဆိုတဲ့စိတ်နေစိတ်ထားမျိုးနဲ့ကြိုးစားတော့အောင်မြင်သွားပြီဆိုပါစို့ပြင်ပမှာကြတော့မအောင်မြင်လဲကိစ္စမရှိဘူးကိုယ်နဲ့ တိုက်ရိုက်သက်ဆန္ဒမဟုတ်ဘူးလို့တွေးလိုက်ရင်မှားသွားမယ်။ပြင်ပမှာလည်းပဲမိသားစုတစ်ခုအတွင်းမှာအတိုင်းစူးစမ်းရတယ်။မအောင်မြင်ဘူးဆိုရင်အိမ်ရှိဘူးအိမ်အောင်မချမ်းသာသူတို့မตายရရင်ကိုယ်လည်းမตายရဘူး။သူတို့တွေမအေးချမ်းရင်ကိုယ်လည်းမအေးချမ်းရဘူးဆိုတာအမှန်တရားတစ်ခုပဲလို့ခံယူပြီးစူးစမ်းရတယ်။အဲကြောင့်မလို့အဲ့ဒီလိုမျိုး ကြိုးစားတဲ့နေရာမှာတိတတ်တော်သူမတိတတ်တော်သူလို့ရှိလာပြန်တယ်တိတတ်တဲ့သူတွေကတော့တာဝန်ရှိနေတာပဲဒါကြီးကဥပိ္ခာပြုလို့မရဘူးဒီကိစ္စကလိလူရှုထားလို့မရဘူးလုပ်ကိုလုံးမှဖြစ်မှာသူတို့တွေရဲ့တည်ငြိမ်မှုသူတို့တွေရဲ့အေးချမ်းမှုဆိုတာရှိနေမှာကိုဒီအတိုင်းဝိုင်းတစ်ခုလုံးရဲ့အေးချမ်းမှုတာယာမှုဆိုတာဖြစ်မှာ တဦးတယောက်တအိမ်တောင်အဲ့ဒီတနေရာကနေစူပူနေမှုဟာလည်းပဲပဝင်းကျင်ကိုစိတ်မချမ်းမသာဖြစ်စေတယ်ပဝင်းကျင်ကိုတိုက်ရိုက်အားဖြင့်တော်၎င်းသွယ်ဝိုက်တော်အားဖြင့်တော်၎င်းအပူတွေကူးသွားတယ်ငြင်းချမ်းတဲ့သူတွေကြားထဲမှာမငြင်းချမ်းတဲ့သူတယောက်ရဲ့ရောက်ရက်ခတ်နေမှုဟာလည်းပဲငြင်းချမ်းတဲ့သူတွေကိုစိတ်တော်ကဖြစ်စေတယ် အဲ့တော့ဒီလိုမျိုးပြစ်တဲ့အတွက်ကြောင့်မလို့ဘုရားရှင်ဟောကြားတော်မူသောမိမိယင်ကဖြစ်သောဒုဝတိသောတာကို ဆောင်းလျှောက်သလိုမျိုး လောကကိုမေတ္တာပေးရမယ်ဆိုတော့ရအောင်ပေးမယ်သူတို့တွေစိတ်ထားတွေမနှူးညံ့သေးရင်နှူးညံ့အောင် ကိုစည်းရုံးရမယ်ကြိုးစားရမယ်ပံ့ပိုးရမယ်အားစိုက်ရမယ်အဲ့တော့သူတို့တွေ လောကီလောကုအကျိုးတရားတွေကိုမမြင်တတ်သေးဘူးဆိုရင်မြင်တတ်လာအောင်ကြိုးစားရမယ်ပံ့ပိုးရမယ်အားပေးရမယ်ဒီတော့မှသူတို့သည်အကောင်းအဆိုးအကြောင်းအကျိုးနားလည်လာကြတဲ့အတွက်ကြောင့်အမားတွေနည်းလာကြမယ်ဖြောင့်မတ်တဲ့သူတွေများလာမယ်သစ္စာရှိတဲ့သူတွေများလာမယ်ဒါဆိုရင်ตายရလာမယ် တို့တူချင်းတူချင်းရဲ့ကိုယ်တိုင်တာဝန်ယူစိတ်တာဝန်သိစိတ်ဆိုတဲ့အဲ့ဒီစိတ်မျိုးလေးတွေရှိလာအောင်ပံ့ပိုးပေးရမယ်ပြိုးထောင်ပေးရမယ်ဆုံးမပေးရမယ်သို့တော်လည်းလောကမှာကဆုံးမပေးမယ်ဆိုတဲ့သူပံ့ပိုးပေးမယ်ဆိုတဲ့သူရှိနေရင်တောင်မှအဲ့ဒီစေရနာအဲ့ဒီမေတ္တာကို နားမလည်ပဲနဲ့ ိုထင်ရပဲဆိုင်မယ်ဆိုတဲ့သဘောမျိုးရှိနေတဲ့လူသားတွေကလည်းရှိနေတော့အခက်အခဲတော့အထိုက်လျောက်ရှိတယ်။အဲ့ဒီအခက်အခဲတွေကိုမေတ္တာစိတ်ကအနံယူနိုင်တယ်ဆိုတာဒါတွေဟာပြုနေသူတွေရဲ့လက်တွေ့ခံစားထားရတဲ့အကျိုးတရားတစ်ခုပဲ။အမှန်တကယ်မေတ္တာပေးရင်တရားရာဂိုင်းတော့ဖြစ်မလာရင်တော့80ရာဂိုင်းတော့ 80ရာခိုင်နှုန်းကတော့ဖြစ်လာတာပဲပင်ကိုသူ့စရိုက်ကသိုးပါတယ်ဆိုတဲ့သူတော်မှာ20ရာခိုင်နှုန်း30ရာခိုင်နှုန်းကတော့ပြင်လာတာပဲနည်းနည်းပြင်လာတော့လေနည်းနည်းအကျိုးရှိတာပဲဥပိ္ခာပြုထားလိုက်မယ်ဆိုရင်တော့ပျက်စီးသည်ထက်ပိုပြီးတော့ပျက်စီးသွားမယ်မငိမ့်ချမ်းသည်ထက်ပိုပြီးတော့မငိမ့်မချမ်းဖြစ်သွားမယ်ဒါကြောင့်မြတ်စွာဘုရားဟောကြားတော်မူတဲ့ သာသနာပြုတယ်ဆိုတဲ့အချက်ဟာနည်းနေတယ်ဆိုတာကိုစဉ်းစားသုံးသပ်သာသနာပြုတယ်ဆိုတဲ့ဥစ္စာကပြင်ပရုပ်ဝတ္ထုပစ္စည်းတွေနဲ့တိုးတက်အောင်မြင်ပြီးတော့အဆောက်အုံကြီးကြီးလာပြင်မယ်လို့ဒီအဆောက်အုံကြီးရဲ့အတွင်းမှာ နေတဲ့သူတွေကတယောက်မျက်နာတယောက်မကြည့်ချင်းတယောက်ကြွယ်ရင်တယောက်အတင်းပြော တယောက်နဲ့တယောက်နဲ့မေတ္တာမထားနိုင် သူစားတာကိုမနာလို့ကိုစားတာသူမနာလို့ဆိုတဲ့စိတ်တွေနဲ့တိုးတက်အောင်မြင်နေသောအဆောက်အဦကြီးတွေရဲ့အထဲမှာနေတဲ့သူတွေအချင်းချင်းမစည်းလုံးဘူးဆိုတဲ့အချက်ကို လေ့လာခြင်းတွေ့လိမ့်မယ်။ဘခရီးတွေမတော်ကြဘူးတစိတ်သေးမထားကြဘူး။ဘုရားရှင်ရဲ့သာသနာ ဘုရားရှင်ရဲ့အဆုံးအမဆိုတာကအရင်ကြေးသေးတဲ့အရာကိုယဉ်ကျေးအောင်ကျင့်ကြံရမယ်။တရားဖြင့်မိမိကိုယ်ကိုဆုံးမပြေတော့နေရမယ်။ဒေခြင်းတရားကို အဖန်ဖန်နှလုံးသွင်းပြီးတော့မိမိကိုယ်တိုင်လွတ်မြောက်မှုကိုကြိုးစားရမယ်။မိမိကိုယ်တိုင်လွတ်မြောက်သလိုကျန်တဲ့သူတွေလွတ်မြောက်အောင်လည်းကြိုးစားရမယ်။မိမိကိုယ်တိုင်အေးချမ်းအောင် အမြဲကျင့်ကြံနေထိုင်ရမယ်။ ကိုကိုတိုင်အေးချမ်းသလိုတပါးသူတွေအေးချမ်းအောင်လည်းပဲကြင်ကြံကြိုးကုပ်အားထုတ်ရမယ်ဒီတော့အေးချမ်းမှုဆိုတဲ့ပန်းတိုင်ပြိပန်းတိုင်တစ်ခုတည်းကိုဒီအဆောက်အဦကြီးထဲမှာနေတဲ့လူတဦးချင်းတဦးချင်းကဒီပန်းတိုင်တစ်ခုပဲ ရှိမယ်ဆိုရင်သွေးကွဲเสียရလဲအကြောင်းမရှိဘူးခိုက်ရန်ဖြစ်เสียရလဲအကြောင်းမရှိဘူးမုန်းเสียရလဲအကြောင်းမရှိဘူး အတင်းပြောစရာလည်းအကြောင်းမရှိတော့တဲ့ရောက်ရှိရင်ဆယ်ယောက်စလုံးကအေးချမ်းမှုဆိုတဲ့တန်းတိုင်ကို အပြည့်အဝရောက်အောင်သွားနေကြတယ်ဒါကြောင့်သူကလည်းအေးချမ်းမှုပန်းတိုင်ကိုရောက်ဖို့ယုံတယ်ဒီလူကလည်းအေးချမ်းမှုပန်းတိုင်စီကို ရောက်ဖို့ယုံတယ်ဘသူဘသူကောမှတာဝန်ပုံချစရာမလိုဘဲနဲ့ ဆယ်ယောက်စလုံးကအတူတူယုံနေဒီတော့တစိတ်တည်းပဲဖြစ်နေတဲ့အခါမှာသွေးမကွဲတော့အဲ့ဒီနေရာမှာအေးချမ်းမှု ဆိုတဲ့အရာတွေလက်လာပါနဲ့ပတ်သက်လို့တော့မရဘူးဒီအဖွဲစည်းလေးတွေပျက်စီးသွားတယ်ဆိုတာလက်လာပါကြောင်းပဲသီလသမာဓိပညာဆိုတဲ့အနှစ်တွေကြောင်းကွဲပြားသွားတာမဟုတ်ဘူးပန်းတိုင်ကအေးချမ်းမှု သီလနဲ့ပြည့်စုံရင်အေချမ်းမှုရဲ့အုံမြင့်ဖြစ်ပြီးတမာတိနဲ့ပြည့်စုံရင်အေချမ်းဖို့ဖြစ်ပြီးပညာနဲ့ပြည့်စုံရင်အေချမ်းမှုဖြစ်ပြီးဒါကြောင့်အဲ့ဒီသီလတမာတိပညာနဲ့ပြည့်စုံအောင်ကြိုးစားနေမယ်ဆိုရင်လက်လာပါက နောက်ဆုံးအဆင့်မှာပဲရှိမယ်ဒီအဖွဲ့အစည်းချင်းတာတာရာရာခရီးဆက်နိုင်ဖို့အတွက်လက်လာပါဆိုတဲ့အရာကို ညီတူမျှတူအားလုံးအကျိုးအတွက်သာအသုံးချကြမယ်ဆိုတဲ့စိတ်ဟာ သွေးမကွဲစေသောစိတ်ပဲစားလဲအတူတူစားတယ်တူစားရင်လည်းတူကမေတ္တာအပြည့်ရှိတယ်သူစားသားလို့ဝါသွားရင်ကျေနပ်တယ်ဆိုတဲ့စိတ်နဲ့အနစ်နာခံစိတ်ဆယ်ရောက်စလုံးမှာရှိတယ်စားတဲ့သူကလည်းပဲငါတယောက်တည်းပဲစားမယ်ဆိုတဲ့စိတ်မျိုးမဟုတ်ဘူး စားချိန်ရောက်လာလို့စားလောင်လွန်းလို့စားတဲ့သဘောမျိုးပဲရှိတယ်။အဲ့လိုစားလောင်တာတောင်မှ ကိုယ်လဲစားတယ်လို့သူလဲစားတယ်။ဒါကြောင့်မလို့ဒါလေးကိုတို့တွေမျှပြီးတော့စားလိုက်ကြမယ်ဆိုတဲ့စိတ်မျိုး အတူတူစားကြရအောင် ဆိုတဲ့စိတ်မျိုးအဲ့ဒီစိတ်မျိုးထားလိုက်မယ်ဆိုရင်အတ္တမရှိတော့တဲ့အတွက်ကြောင့်စီလုံးသွားမယ်အေးချမ်းသွားမယ်ပြင်ပ မလိုအပ်သောကိစ္စကိုသွားနေတဲ့အေဂျင့်မှုဆိုတဲ့ပန်းတိုင်ကို မရောက်စေသောကိစ္စတွေကိုဆယ်ရောင်စလုံးကထိန်းသိမ်းတယ်။အဲဒီလိုအေဂျင့်မှုစီကိုဥမတည်တဲ့ကိစ္စတွေကိုဆယ်ရောင်စလုံးကမကြိုးစားဘူး။ဆယ်ရောင်စလုံးမှာနားလည်မှုအပြည့်ရှိတယ်။ဒီသွားရမယ့်ပန်းတိုင်ကို ရောက်ကြဖို့အတွက်ဆယ်ရောင်စလုံးညညွတ်နေမှာဖြစ်မယ်။ဒါကြောင့်ကိုကတူတဲ့တာ အခွင့်အရေးကိုယူလိုက်မယ်သူတို့မယူရဘူးဆိုတဲ့စိတ်မျိုးမရှိဘူးဘိုးယူမဲ့နေရာမှာသူယူသွားတော့ပိုကောင်းတာပေါ့သူစားရင်ကျေနပ်ပါတယ်နောက်တစ်ယောက်ကလည်းကိုစားမဲ့အစားသူစားရင်ကျေနပ်ပါတယ်ကိုမစားရတဲ့ကိစ္စမရှိဘူးအဲ့ဒီစိတ်ဟာတကယ်အေဂျင်မှုစီကိုဥတည်တော့အနစ်နာခံစိတ်နဲ့ပြေဆုံးတော့သူတွေမှာရှိတယ် လူစားရင်ကိုကျင့်တ်ပါတယ်ဆိုတဲ့စိတ်ကဟုတ်လို့လားလို့တန်တရားရှိကောင်းရှိလိမ့်မယ်။ဒါရီဟာကိုတကယ်ဥဆောင်လာပြီးအဲ့ဒီစိတ်ကိုမွေးမြူလာတဲ့အခါတကယ်ရည်ရွယ်ချက်အပြည့်လည်းရှိလာတဲ့အခါနားလည်လာလိမ့်မယ်။မိဘတွေလိုပဲကိုမစားရရင်နေပါစေမိဘရဲ့နဲ့နာခံမှုကသာသမီစားသွားရရင်ကျင့်တ်နေတာဒါကိုမိဘတွေနားလည်လိမ့်မယ်။ မိဘစိတ်အပြည့်အဝရှိသောမေတ္တာစိတ်အပြည့်အဝရှိသော မိဘကရုဏာစိတ်အပြည့်အဝရှိသောမိဘတို့ဟာကိုယ်တိုင်အငတ်ခံပြီးတော့သာသမီကိုကျွေးနိုင်တယ်ကိုကိုယ်တိုင်ကတော့အစင်ရခံပြီးတော့သာသမီကိုချမ်းသာအောင်ထားနိုင်ကြတယ်အဲ့ဒီစိတ်အတိုင်းပဲအဲ့ဒါဒူရီသောသားကို ဆောင်းလျှောက်တဲ့လိုမျိုး လောကကိုဆောင်းလျှောက်တယ်ဆိုတဲ့စိတ်ထားမျိုးပဲ အဲ့ဒီစိတ်ထားရှိလာပြီဆိုရင် ကိုမစားရဘဲနဲ့သူတို့စားနေရတယ်ကိုရဲ့ဒီ10ရောက်အဖွဲစီလေးတည်းမှာကိုတယောက်မစားရပေမဲ့ကျန်တဲ့9ယောက်စားရတယ်ဆိုကျင်နဲ့နေအဲ့ဒီကျင်နဲ့တဲ့ပီတိစိတ်နဲ့မစားလောင်ပဲနဲ့ဖြစ်နေတာကြုံဘူးတဲ့သူတွေသိပါလိမ့်မယ်အဲ့ဒါကြီးမားတဲ့မြတ်တာစိတ်ရဲ့တကောပဲ ြီးမားတဲ့ကရုဏာစိတ်ရဲ့တကောပဲမေတ္တာစိတ်ကြီးပြီးကရုဏာစိတ်ကြီးလာပြီးမုဒိတာစိတ်ကြီးလာပြီးဆိုလို့ရှိရင်ကိုယ့်အတွက်အဓိကမကြတော့ဘဲနဲ့တပါးသူတွေအတွက်ကအဓိကကြလာလိမ့်မယ်အများအကျိုးကသူ့အတွက်အဓိကကြလာလိမ့်မယ်အဲ့ဒီလိုလူမျိုးတွေဆယ်ယောက်စလုံးမှာဖြစ်နေပြီးဒီစိတ်ထားမျိုးဆယ်ယောက်စလုံးမှာရှိနေပြီးဆိုညှိနှိုင်းနေစရာတော့မလိုဘူး တိုင်ပင်နေစရာတော့မလိုဘူးအတူတူတက်ညီလက်ညီဖေးဖေးမမအိုင်တိုင်ဝိုင်ဝိုင်လေးနဲ့သွားကြတော့မှာပဲအဲ့ဒီတော့ရှိနေကြတဲ့ကိုမိသားစုဝင် အချင်းချင်းအဖေစားရင်ကျဉ်တ်တယ်အဖေကလည်းသားစားရင်ကျဉ်တ်တယ်အမေစားရင်ကျဉ်တ်ပါတယ်အမေကလည်းသားသမီးတွေစားရရင်ကျဉ်တ်ပါတယ် လင်မယားနှစ်ယောက်လည်းသူစားရရင်ကျင်းတ်ပါပြီနောက်တူကလည်းသူစားရရင်ကျင်းတ်ပါပြီဝိစင်တဲ့နေရာမှာလည်းသူဝေးရရင်ကျင်းတ်ပါပြီဆိုတဲ့အဲ့ဒီစိတ်သူကလည်းသူ့အတွက်မေတ္တာစိတ်ထားတယ်ဒီလူကလည်းဟိုလူအတွက်ပဲမေတ္တာစိတ်ထားတယ်အပြန်အလှန်အကျိုးကိုမျောလင့်ပြီးတော့အကျိုးဆောင်ပေးလိုက်ခြင်းအပြင်ကိုတစ်ဖက်သူကလည်း ဒီဘက်ကိုပဲပြန်ပြီးတော့အကျိုးလိုလားတဲ့အတွက်ကြောင့်သူတို့အချင်းချင်းပြောစရာမလိုပဲနဲ့ညီညီညွတ်ညွတ်မြတ်မြတ်တာတာစားတော့နေထိုင်သွားကြမှာပဲအဲ့ဒါဟာตายရတော့အေးချမ်းတော့ပျော်ရွှင်တော့လူပောင်အဖွဲ့အစည်းကိုတည်ဆောက်ဖို့အတွက်အခြေခံစိတ်ထားနဲ့အခြေခံအချင်းစရိုက်ပဲဒီတော့ဒါတွေကလောကီပုံတဲမှာမဖြစ်မနေစူးစမ်းနေကြရတဲ့အရာ မိသားစုလေးတစုအတွင်းမှာလည်းဘယ်တော့မှစိတ်ဝမ်းကွဲရဆိုတာမရှိဘူး။ဒါကြောင့်လဲဆိုတော့အတ္တသာမပါလို့။ဒါကရှိနေတဲ့မိသားစုတွေရှိနေကြတဲ့အတွက်ကြောင့်ပြောခြင်းဖြစ်တဲ့လက်တွေ့တရားတွေပါ။အဲ့ဒီလက်တွေ့တရားတွေကကိုယ်အနစ်နာခံပြီးတော့ကိုယ်မစားဘဲနဲ့နေလိုက်တဲ့အခါမှာကျန်တဲ့သူတွေကတိလာကြတယ်နားလေလာကြတယ် သူမစားဘဲနဲ့ကျွေးနေတာပဲလို့သိလာတဲ့အခါပိုရီအားလုံးဖြစ်ကျင်တဲ့ရည်ဝဲချက်တစ်ခုစီကိုမငီးမညူပဲလိုက်ကြတော့တယ်ဒါရီဟာလက်တွေ့တွေပါဒါရီဟာစာရီမဟုတ်ဘူးအဲ့တော့ပြင်ပလက်တွေ့လောကမှာ ကိုအတ္တကိုဖယ်ပြီးတော့ကြိုးစားမယ်ကိုတူတဲ့စားနေလို့အဆင်မပြေဘူးကိုတူတဲ့အဆင်ပြေနေလို့ဒါဟာအဆင်ပြေတယ်လို့မခေါ်ဘူးလို့ ခံယူတဲ့သူများရှိနေကြတယ်။ကိုမိသားစုအတွက်ဒီစိတ်ထားထားသလိုသူတစ်ပါးမိသားစုအပေါ်မှာလည်းဒီလိုပဲကိုချင်းစာစိတ်နဲ့ကိုနဲ့ထတ်တူ ကိုချင်းစာပေးပြီးတော့ကြိုးစားတယ်။ငါမိသားစုဝါရင် ပြီးရောသူတို့မိသားစုဘယ်လိုနေနေဆိုတဲ့စိတ်ထားမျိုးဟာပထားတဲ့တော့ယုံမာတော့စိတ်ထားတာဖြစ်တယ်။နောက်တစ်ချိန်ကျရင် အစင်မပြေတဲ့မိသားစု အဲ့ဒီမိသားစုက ဖြစ်တဲ့အပူအလောင်တံတွေကို ကိုယ်လည်းပဲရောပြီးတော့ခံရတာပါပဲသို့တော့ခြွင်းချက်အနေအားဖြင့်ဒီလိုရေပုံရတရားဟောတော်လဲပဲတချို့ကဒီလိုတရားမျိုးဟောရင် နာကွင့်လည်းမရကြသလို နာလည်းမနာကြဘူးနာကွင့်ရလို့နာရမယ်ဆိုရင်တော့မပြင်ကြဘူးအဲ့လိုမပြင်ဘဲနဲ့ကိုမိသားစု အရေးဆိုရင်တော့ ါသူ့ရဲ့အရေးဖြစ်ပေမဲ့တပါတော့မိသားစုတို့ရဲ့အဲ့ဒီလိုပူလောင်မှုလေးတွေအဆင်မပြေမှုလေးတွေကြတော့ဥပိ္ခာပြုတ်ပြီးတော့မတိကျိုးချွန်နေနိုင်တဲ့စိတ်ထားမျိုးတွေရှိနေတာဟာလေဝမ်းနေစရာစိတ်မကောင်းစရာသဘောတရားတစ်ခုဖြစ်နေတယ်။ဒါတော့ဘုရားရှင်ဟောကြားတဲ့တရားဒေသနာတွေမှာတော့ယဟန်တို့တရား၅မျိုးနဲ့ပြည့်စုံသောယဟန်သည်မိမိအစီအပွားအလို့၅ပါးကျင့်တယ်။ သူတစ်ပါးရဲ့အစီအပွားအလုံးကမကျင်ဘူးဘယ်လိုမျိုးကျင်တာလဲဆိုတော့ဒီသာသနာတော်မှာယဟန်ဟာ ကိုကသီလနဲ့ပြည့်စုံတယ်သူတစ်ပါးကိုတော့သီလနဲ့ပြည့်စုံစေရန်မဆောက်တည်စေဘူးကိုကတမာရီနဲ့ပြည့်စုံတယ်သူတစ်ပါးကိုတမာရီနဲ့ပြည့်စုံစေရန်မဆောက်တည်စေဘူးကိုကပညာနဲ့ပြည့်စုံတယ်သူတစ်ပါးကိုပညာနဲ့ပြည့်စုံစေရန်မဆောက်တည်စေဘူး ကိုကကိလေသာကလွတ်မြောက်ခြင်းဝိမု ക്തി နဲ့ပြည့်စုံတယ်။သူတော်ဘာကိုတော့ကိလေသာမှလွတ်မြောက်ခြင်းဝိမု ക്തി နဲ့ပြည့်စုံစေဖို့မဆောက်တည်စေဘူး။ကိုကကိလေသာကလွတ်မြောက်မှုကိုဆင်ကျင်တတ်တဲ့ပစ္စုခဏဉာဏ်အမြင်နဲ့ပြည့်စုံတယ်။သူတော်ဘာကိုတော့ကိလေသာမှလွတ်မြောက်မှုကိုဆင်ကျင်တတ်တဲ့ပစ္စုခဏဉာဏ်အမြင်နဲ့ပြည့်စုံစေရန်မဆောက်တည်စေဘူး။ဒီတရား၅မျိုးနဲ့ပြည့်စုံတဲ့ယဟန်ဟာ မိမိရဲ့အစည်းအဝါအလုံးငါသာကျင့်တယ်။သူတစ်ပါးရဲ့အစည်းအဝါအလုံးငါမကျင့်ဘူးလို့ဘုရားရှင်မိန့်ကြားထားတယ်။အဲဒီတော့သီလသမာဓိပညာနဲ့တကွနောက်ဆုံးကိလေသာကလွတ်မြောက်လို့ယဟန္တာ ဖြစ်သွားတဲ့အချိန်မှာတောင်ကိုရယောက်ထဲပဲအဲ့ဒီအကျိုးကိုစံစားခံစားပြီးတော့တပါးသူတွေရရှိအောင်တော့အာမထုတ်ဘူးဆိုရင် ကို့အတွက်သာကို့ကျင့်ပြီးသူတစ်ပါးအစည်းအဝါအလုံးငါ ကျင့်တဲ့သူလို့ဘုရားရှင်မိန့်တယ်။နောက်တဦးကကြတော့သူက သူတစ်ပါးအစည်းအဝါအလုံးကတော့ကျင့်တယ်။မိမိရဲ့အစည်းအဝါအလုံးကတော့မကျင့်ဘူး။သူကကိုယ်ကိုယ်တိုင်သီလနဲ့မပြည့်စုံဘူး။တပါးတော်သူတွေကို သီလနဲ့ပြည့်စုံစေဖို့အတွက်စောင့်တည်စေတယ်။ကိုယ်ကိုယ်တိုင်ကတမာတိနဲ့မပြည့်စုံဘူး။ကိုယ်ကိုယ်တိုင်ကပညာနဲ့မပြည့်စုံဘူး။ဒါပေမဲ့တပါးတော်သူတွေတမာတိနဲ့ပြည့်စုံအောင် ပညာနဲ့ပြည့်စုံအောင်စောက်တည်စေတယ်။ကိုယ်တိုင်ကိလေသာကလွတ်မြောက်မှုဝိမု ക്തി နဲ့မပြည့်စုံဘူး။ဒါပေမဲ့သူတစ်ပါးတွေကိုကိလေသာကလွတ်မြောက်မှုဝိမု ക്തി နဲ့ပြည့်စုံစေဖို့စောက်တည်စေတယ်။ကိုယ်တိုင်ကကိလေသာကလွတ်မြောက်မှုကိုဆင်ခြင်တတ်တဲ့ပိဿဝကနာဉာဏ်အမြင်နဲ့မပြည့်စုံဘူး။သူတစ်ပါးတို့ကိုတော့ကိလေသာမှလွတ်မြောက်မှုကိုဆင်ခြင်တတ်သောပိဿဝကနာဉာဏ်အမြင်နဲ့ပြည့်စုံစေရန်စောက်တည်စေတယ်။ ဒီယဟန်မျိုးကတော့သူတပါအစီဘွားအလုံးငါသာကျင့်တယ်မိမိရဲ့အစီဘွားအလုံးငါမကျင့်တဲ့သူလို့ဘုရားရှင်မိန့်တယ်နောက်တစ်ဦးကတော့ကိုယ့်ရဲ့အစီဘွားအလုံးငါလည်းမကျင့်ဘူးသူတပါရဲ့အစီဘွားအလုံးငါလည်းမကျင့်ဘူးဒီတော့ကိုယ်တိုင်လည်းသီလမရှိဘူးသူတပါတို့ကိုလည်းသီလနဲ့ပြည့်စုံစေဖို့မဆောက်တည်စေဘူးစသည်ဖြင့်ကိုယ်မှလည်းမရှိသလို့ သူတစ်ပါးရှိလာအောင်လဲမကြိုးစားတတ်ဘူးမတိုက်တွန်းတတ်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကတော့မိမိရဲ့အစည်းအဝါအလုံးငါလည်းမကျင်ဘူးသူတစ်ပါးရဲ့အစည်းအဝါအလုံးငါလည်းမကျင်ဘူးနောက်တစ်ခုကတော့မိမိရဲ့အစည်းအဝါအလုံးငါလည်းကျင်တယ်သူတစ်ပါးရဲ့အစည်းအဝါအလုံးငါလည်းကျင်တယ်ကိုယ်တိုင်ကလည်းပဲသီလနဲ့ပြည့်စုံတယ်သူတစ်ပါးကိုလည်းသီလနဲ့ပြည့်စုံစေဖို့စောင့်တည်စေတယ် ိုယ်တိုင်လည်းတည်ကြည်မှုတမာတိနဲ့ပြည့်စုံတယ်။သူတော်ဘာကိုလည်းတည်ကြည်မှုတမာတိနဲ့ပြည့်စုံစေဖို့စောင့်တည်ခိုင်းတယ်။ကိုယ်တိုင်လည်းပညာနဲ့ပြည့်စုံတယ်။သူတော်ဘာကိုလည်းပညာနဲ့ပြည့်စုံစေဖို့စောင့်တည်ခိုင်းတယ်။ကိုယ်တိုင်ကလည်းကိလေသာမှလွတ်မြောက်မှုဝိမု ക്തി နဲ့ပြည့်စုံတယ်။သူတော်ဘာကိုလည်းကိလေသာမှလွတ်မြောက်မှုဝိမု ക്തി နဲ့ပြည့်စုံဖို့စောင့်တည်စေတယ်။ကိုယ်တိုင်လည်းကိလေသာမှလွတ်မြောက်မှုကိုဆင်ခြင်တတ်တဲ့ တစ္ဆုခဏဉာဏ်အမြင်နဲ့ပြည့်စုံတယ်သူတစ်ပါးကိုလည်းကိလေသာမှလွတ်မြောက်မှုကိုအစဉ်ကျင့်တတ်သောတစ္ဆုခဏဉာဏ်အမြင်နဲ့ပြည့်စုံစေဖို့စောင့်တည်ခိုင်းတယ်ဒီတရား၅မျိုးနဲ့ပြည့်စုံတဲ့ယဟန်ဟာမိမိရဲ့အစည်းအဝါအလုံးကလည်းကျင့်တယ်သူတစ်ပါးရဲ့အစည်းအဝါအလုံးကလည်းကျင့်တယ်လို့ဘုရားရှင် ဟောကြားတော်မူတယ်ဒီတော့ဒီလိုသီလသမารီပညာတည်းဟူသောအနှစ်တရားများနဲ့ပတ်သက်ရင်တောင်မှာ ိုအတွက်ကျင်တယ်သူတစ်ပါးအတွက်မကျင်တဲ့သူရဲ့ကိုအတွက်တော့မကျင်ဘူးသူတစ်ပါးအတွက်တော့စူးစမ်းပေးတဲ့သူမျိုးရဲ့ကိုအတွက်လည်းမကျင်ဘူးသူတစ်ပါးကိုလည်းမကျင်ခိုင်းတဲ့သူရဲ့ကိုတိုင်းလည်းကျင်တယ်ကိုတိုင်းလည်းရှိတယ်သူတစ်ပါးကိုလည်းကျင်ခိုင်းတယ်သူတစ်ပါးကမှလည်းရှိစေခြင်းတယ်ရှိစေအောင် တိုက်တွန်းပေးတယ်ဆိုတဲ့လူ၄မျိုးသွားပြီးတော့တွေ့ရမယ် အဲ့ဒီလိုလူ၄မျိုးယဟန်၄မျိုးလောကမှာရှိနေတယ်။ဒါကလောကုတ္တရာအကျိုးများနဲ့ပတ်သက်၍ရှိနေတဲ့လူ၄မျိုးလောကီအကျိုးတွေနဲ့ပတ်သက်ရင်လည်းဒီအတိုင်းပဲလောကီပညာလောကီဥစ္စာအဲ့ဒါတွေကိုယ်မှာပြည့်စုံနေတယ်။သူတော်ဘာတွေပြည့်စုံအောင်တော့မလုပ်ပေးဘူး။ကိုယ်ကိုယ်တိုင်ကမပြည့်စုံပေမဲ့သူတော်ဘာတွေပြည့်စုံအောင်တော့လုပ်ပေးတတ်တဲ့သူ။ ကိုတိုင်လည်းလောကီပညာလောကီဥစ္စာမရှိသလိုသူတစ်ပါးတွေကိုလည်းလောကီပညာလောကီဥစ္စာရှိလာစေဖို့မကြိုးစားပေးဘူးနောက်တစ်ဦးကတော့ကိုတိုင်လည်းလောကီပညာလောကီဥစ္စာ ရှိသလိုတပါးသူတွေကိုလည်းကိုနဲ့နေတူလောကီပညာလောကီဥစ္စာတွေရှိလာဖို့အတွက်ကြိုးစားတယ်အဲ့လို နောက်ဆုံးလူတစ်ယောက် ဖြစ်ဖို့ရယ်ကိုယ်တိုင်ကတော့မရှိဘူးသူတစ်ပါးအတွက်ကြိုးစားတယ်ဆိုတဲ့သူရယ်အဲ့ဒီသူတွေဟာအနစ်နာခံတဲ့စိတ်များတဲ့သူတွေပဲကိုယ်မှမရှိပေမဲ့သူတစ်ပါးမှာတော့ရှိစေခြင်းတယ်ဆိုတဲ့စိတ်ထားဟာသူကတော်တော်လေးကိုမုဒိတာစိတ်များတဲ့သူမျိုးပဲကိုယ်မှာရှိလာတယ်သူတစ်ပါးတွေမှာလည်းရှိစေခြင်းတယ်ဆိုတဲ့စိတ်ထားကတော့ဒါက ကိုချင်းစာတရားအပြည့်ရှိတဲ့ပုံကူမျိုးပဲဒီတော့ဒီလိုအခြေခံစိတ်ရှိတော်မှာပဲလောကကောင်းကျိုးကိုကြိုးစားကြတယ်မိမိအကျိုးရှိတယ်လို့တပါးသူတွေလည်းအကျိုးရှိကြပြီဆိုသူကလောကตาရအောင်ဖန်တီးနိုင်တဲ့သူလို့ခေါ်တယ်ဒီတော့ကိုလောကကကိုရိအပေါ်မှာပဲမူတည်တာငါးယောက်ရှိရင်ဒီငါးယောက်အပေါ်မှာပဲမူတည်တာဆယ်ယောက်ရှိရင်ဒီဆယ်ယောက်အပေါ်မှာပဲမူတည်တာ ဒီရှိနေတဲ့လူအကုန်လုံးမှာဒီတစိုက်သေးရှိနေဖို့လိုအပ်တယ်ဒီလူကလည်းဟိုလူအတွက်အကျိုးလိုလာတယ်ဟိုလူကလည်းဒီလူအတွက်အကျိုးလိုလာတယ်အကျိုးကိုရသွားတဲ့သူကလည်းသူတယောက်တည်းပဲအကျိုးရတယ်ဆိုပြီးတော့လွတ်ပြီးကျွပြီးဆိုပြီးတော့ဝမ်းသာသွားတဲ့စိတ်မျိုးမရှိဘူးသူတယောက်တည်းပဲရမယ်ဆိုသူမလိုချင်ဘူး ကျန်တဲ့သူတွေပါရမှာဖြစ်မယ်ဆိုတဲ့စိတ်မျိုးရှိကိုရှိနေရမယ်ဘုတယောက်တည်းပဲအောင်မြင်တယ်လို့အဆင်မပြေဘူးကျန်တဲ့သူတွေပါဒီအကျိုးရလတ်ကိုညီတူညီမျှခံစားနေကြရမှာဖြစ်မယ်ဆိုတဲ့စိတ်မျိုးရှိနေရမယ်အဲ့ဒီစိတ်ထားတဲ့သူတွေဟာပင်ပန်းတယ်အင်မတန်ပင်ပန်းတယ်ပင်ပန်းတဲ့ဆိုတော့လူတွေရဲ့မပြည့်စုံမှုတွေကိုမြင်နေတဲ့အတွက်ကြောင့်ပြည့်စုံစေခြင်းစိတ်သူ့မှာများနေတဲ့အတွက်ကြောင့်သူမစားနိုင်ဘူး သူမဝက်နိုင်ဘူးဂျန်နတ်သူတွေအစာတော့ပြည့်စုံဖို့အဝတ်အစားပြည့်စုံဖို့အစဉ်ပြေပြေဖြစ်ဖို့တင့်တင့်တက်တက်ဖြစ်ဖို့ဒီစိတ်ပဲများနေတာအဲ့စိတ်များနေတဲ့သူမျိုးပေါ့တနည်းအားဖြင့်ကြည့်မယ်ဆိုရင်ပူလောင်နေတယ်လို့ထင်ရတယ်ဒါပေမဲ့ဒါကုသိုလ်စိတ်ကြီးပဲသူကအကုသိုလ်စိတ်နဲ့ပူလောင်နေတာမဟုတ် စားစေခြင်းတည်းဝတ်စေခြင်းတည်းရသွားစေခြင်းတည်းစီကန်းရှိစေခြင်းတည်းဆိုတဲ့စိတ်မျိုး ငါစားမယ်ငါဝတ်မယ်ငါရဖို့အဲ့ဒီလိုစိတ်နဲ့ဖြစ်နေတာမဟုတ်တဲ့အတွက်ကြောင့်သူဟာတပားသူတွေရဲ့အကျိုးအတွက်စူးစမ်းနေတုန်းကြောက်ကြပြပါရရှိနေတာမျိုးသားဖြစ်တယ်သူ့အတွက်သူတရားရှာတတ်တယ်လေ့ကျင့်တတ်တယ်ဒါပေမဲ့ဆိုလိုတာကတော့လောကမှာဒီတစ်ခုပြောရင်ဟိုတစ်ခုကထောက်เสียပေါ်လာပြန် ဟိုတခုကပြောရင်ဒီတခုကထောက်เสียပေါ်လာပြန်တဲ့အကောင့်ထဲမပေါ်ပဲနဲ့အဲ့ဒီလိုထောက်ပြီးတော့ပြောနေမယ်အစားငါရောက်ရှင်းရင်ငါရောက်စလုံးအဲ့ဒီစိတ်တွေမွေးလိုက်တာဒါအထီရောက်ဆုံးနေပဲအနေနာခံပေးလိုက်တော့ဟိုဘက်ကဂျေဆုတိတက်လို့လားလို့ကိုကဂျေဆုတိပြန်တော့သူကကိုကိုအပေါ်မှာငဲလို့လားအဲ့ဒီလိုလက်ညိုးတွေထိုးထောက်ပြောနေတာ ਨੇ ဆယ်ရောင်စလုံးဒီစိတ်တစ်မျိုးတည်းပဲထားရမယ်ဆိုတဲ့အဓိကအချက်ကပြောင်းနေအမှန်ကဆယ်ရောင်စလုံးမှာဒီတယောက်ကဟိုကိုးယောက်ရဲ့အကျိုးကို လိုလားနေရနံပါတ်2တယောက်ကလည်းကြံသောကိုးယောက်ရဲ့အကျိုးကိုလိုလားနေရမယ်နံပါတ်3တယောက်ကလည်းကြံတဲ့ကိုးယောက်ရဲ့အကျိုးကိုလိုလားနေရမယ်နံပါတ်4တယောက်ကလည်းကြံတဲ့ကိုးယောက်ရဲ့အကျိုးကိုလိုလားနေရမယ်အဲ့ဒီလိုနံပါတ်5နံပါတ်6 နံပါတ်30အထိလူတယောက်ချင်းဟာကြံတဲ့6ယောက်အတွက်ပဲစင်စားပေးနေတယ်ဆိုရင်အောင်မြင်သွားပြီအေးချမ်းသွားပြီပြည့်စုံသွားပြီตายရသွားပြီလူကြံတဲ့ပန်းတိုင်းစီကိုညင်ညင်ညွညွရှောက်လို့ရသွားပြီဒါမျက်စွာဖရာရဲ့လမ်းစဉ်တွေပဲဒါကြောင့်မလို့တရားနာသူအပေါင်းသူတော်ကောင်းတို့သည်မိမိအကျိုးသူတော်ဘာအကျိုးမျှတာစွာဆောင်ရွက်ခြင်းတဲ့ စိတ်နဲ့စိတ်ထားတွေကိုပိုင်ဆိုင်ကြပြီးတော့လက်တွေ့အကောင့်ထဲပေါ်နိုင်ကြကကိုယ်တိုင်လည်းအနစ်နာခံစိတ်အပြည့်ဖြင့်မဟုတ်လေတေရမှာဆိုတော့တေခြင်းတရားကိုအဖန်ဖန်နှလုံးသွင်းရင်းနဲ့မတေခင်မှာကောင်းတာတွေလှုပ်သွားမယ်မတေခင်မှာအများအကျိုးရှိတာတွေလှုပ်သွားမယ်ဆိုတဲ့မြင့်မြတ်တဲ့စိတ်ထားကိုပိုင်ဆိုင်သွားပြီးအေးချမ်းရာမှန်မျက်နှာပံကို မျက်မှောက်ပြုနိုင်သောသူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေ။